ပရွေးစိတ်စစ်တက်ကြီးကနကြေကောင်တိုက်ကိုဒီလိုနီးနဲ့ကျူးကျော်ခဲ့တယ်။ဒီလိုမြင်ွင့်မျိုးကိုပြည်သက်တွေတသက်နဲ့တကူမြင်တွေ့ဘူးမှလုံးဝမဟုတ်ပါဘူး။အခုမြင်နေရတာကပရွေးစိတ်စစ်တက်ကြီးတို့ကနကြေကောင်တွေရဲ့အတိုက်ကိုကျူးကျော်နေတဲ့မြင်ွင့်ပဲဖြစ်ပါတယ်။ဒီပရွေးစိတ်စစ်တက်ကြီးကနကြေကောင်အတိုက်ကိုကျူးကျော်ဖို့အတွက်အရင်ဆုံးတရားတစ်ခုကိုတိစောက်ခဲ့တာပါ။ဘလိုမျိုးလဲဆိုတော့အကောင်ကြီးထောင်ထဲချီကိုမှတကောင်နဲ့တကောင်ချိတ်ဆက်တွဲတက်ပြီးတော့သူတို့ကိုသူတို့တရားတစင်းဖြစ်အောင်တိစောက်လိုက်တာပါ။အဲ့ဒီနောက်မှာတော့အမိုးဆုံးကနေတစင်းအမိုးအောက်မှာရှိတဲ့နကြေကောင်အတိုက်ကြီးစီကိုကျူးကျော်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့အတိုက်သေးကနေကျဲကောင်းတွေကိုတိုက်ခိုက်မောင်းထုတ်ပြီးအတိုက်ကြီးတစ်ခုလုံးကိုဒီဘယောစီစစ်တပ်ကသိမ်းယူခဲ့ပါတော့တယ်။ဘယောစီစစ်တပ်ရဲ့ဗျူဟာနဲ့စီးလုံးညီညွတ်မှုကိုပြန်တန်းနိုင်ခဲ့ပြီးအကောင်လဲကြီးတိုက်ခိုက်စွမ်းရည်လည်းရှိတဲ့နေကျဲကောင်းတွေကတားဆီးမခုခံနိုင်ခဲ့ပါဘူး။ဒီဘီအက်စီစစ်တပ်ကြီးရဲ့တရားဆောက်ပြီးနေမြေကျူးကျော်တဲ့ဗျူဟာကမြေလူတိုင်းကိုပါဇက်အဟောင်းသားဖြစ်သွားစေခဲ့ပါတယ်။အခုလိုထူးထူးဆန်းဆန်းဖြစ်ပျက်တွေကြောင့်ဘူသူဒရာရဝယ်တင်ဆက်ပေးနေတဲ့ဘတ်စ်မီဒီယာကိုပြည်သက်တွေ like and follow လုပ်ပြီးတော့အားပေးသွားနိုင်ပါတယ်ရှင်။ ဒီနွားမကြီးကခွေးပေါက်လေးတစ်ကောင်ကိုမိငင်အင်းင်းလိုစောင့်ရှောက်ထားတယ်။အခုမြင်နေရတဲ့နွားတင်းကုတ်ထဲမှာခွေးလေးတစ်ကောင်ကနွားမကြီးတစ်ကောင်နားမှာပြေးလွှားစော်ကစားနေပါတယ်။တကယ်တော့သူတို့နှစ်ကောင်ကသားမိတွေပါ။နွားမကြီးကဒီခွေးပေါက်လေးကိုသူ့နဲ့အယောင်သွေးဆင်တူတယ်ဆိုပြီးသူ့ရဲ့သားအရင်လိုထင်နေရှာတာပါ။နွားပိုင်ရှင်ကဒီခွေးလေးကိုလူငယ်တဲ့တနေ့လောက်ကအိမ်မှာမွေးဖို့ဝယ်ခဲ့တာပါ။ဒါပေမဲ့ခွေးလေးကအိမ်ထဲမှာမနေဘဲနွားတင်းကုတ်ထဲမှာပဲနွားမကြီးနဲ့အတူတူနေနေခဲ့ပါတယ်။ ိုင်ရှင်ရဲ့ပြောပြချက်အရနွားမကြီးကတခါမှသားမပေါဘူးပဲခွေးလေးကိုသူ့ရဲ့သားလို့သဘောထားပြီးတော့မွေးစားထားတာလို့ပြောပါတယ်။နွားမကြီးကိုရောင်းချဖို့တခြားကိုခေါ်သွားတော့ကခွေးလေးကမျက်ရည်ဆက်လက်နဲ့ငိုကြွေးနေတယ်လို့သိရပါတယ်။ဒါကြောင့်နွားပိုင်ရှင်နဲ့ဒီသားမိနှစ်ယောက်ရဲ့တန်ရုံးစဉ်ကိုကိုချင်းစာပြီးတော့သူတို့ကိုမခွဲထုတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီသားမိနှစ်ယောက်ရဲ့ဇလန်းကအင်တာနက်ပေါ်မှာနာမည်ကြီးခဲ့ပြီးတော့ကိုရိုင်းတောရောက်ကြီးရှုသူတွေလည်းရှိခဲ့ပါတယ်။ခွေးလေးရဲ့ချစ်စရာကောင်းတဲ့အသွင်ပြင်နဲ့နွားမကြီးရဲ့ကျင်နာရွေးရမှုတွေကလူတိုင်းကိုဝမ်းသာခြင်းနူးစေခဲ့ပါတယ်။ ။နောက်ပြီးနွားမကြီးကိုမယောင်းချဘဲနဲ့ဆက်မွေးထားတဲ့ပန်းရှင်ဖြစ်သူကိုလည်းချီကျူးစကားပြောပေးခဲ့ကြပါသေးတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။ဒီအမျိုးသမီးကသူ့ရဲ့အိမ်အောက်မှာမီးတောင်ကြီးတစ်လုံးရှိလို့ညအိမ်မရအောင်ဖြစ်နေတယ်။အခုမြင်နေရတဲ့အမျိုးသမီးကညဘက်တွေအိပ်လို့မရတဲ့ဒီပြဿနာတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်။သူမရဲ့အိမ်တစ်ခုလုံးကခြေထောက်ချလို့မရအောင်ပူလောင်နေပါတယ်။သူမရဲ့အဆိုအရဒီအိမ်အောက်မှာမီးတောင်ကြီးတစ်လုံးရှိနေတယ်လို့သိရပါတယ်။ သူမကမိမွေးစရာမလိုပဲဒဲအိုးလေးကိုကျက်ဥထည့်လိုက်တာနဲ့ကျက်ဥကသူ့အလိုလိုကျက်သွားတယ်လို့ပြောပါတယ်။ဒါကြောင့်လေးလာတဲ့သူတွေကသူမရဲ့အိမ်ကိုဘာကြောင့်အခုလိုဖြစ်နေတာလဲဆိုတာသွားပြီးတော့စုံစမ်းခဲ့ပါတယ်။အိမ်ထဲကိုဝင်လိုက်တာနဲ့သူတို့ဟာအမျိုးသမီးရဲ့ဇကားမှန်ကန်ကြောင်းသိလိုက်ရပါတယ်။အိမ်ရဲ့တချို့နေရာတွေမှာဆိုရင်အပူချိန်က150ဒီဂရီဖာရင်ဟိုက်ကျော်တဲ့အထိဖြစ်နေပြီးတော့အိမ်ရဲ့နေရန်တွေကမီးတွေတောင်ကျွမ်းနေပါပြီ။အစာပိုင်းမှာသူတို့ကအင်းရဲ့အောက်မှာမီးတောင်မဟုတ်ပဲပူလောင်တဲ့ဓာတ်ငွေတွေစိမ့်ထွက်နေတာဖြစ်နိုင်တယ်လို့ထင်ခဲ့ကြပါဗျ။ ဒါပေမဲ့တကယ်တမ်းမှာတော့အိမ်ကိုလျှက်စင်ပြီးတွေ့ထားတဲ့မီတာဘုံလေးရဝါယာကျိုးတွေရှော့ဖြစ်ပြီးတော့အပူလုံနေတာဖြစ်ပါတယ်။ဝါယာကျိုးကနေတဆင်းအပူဓာတ်ကတအိမ်လုံးကတန်တဲ့ပစ္စည်းတွေကိုဥဆက်နေတာဖြစ်ပါတယ်။သူတို့လည်းမီတာဘုံကိုပြင်ဆင်ပေးပြီးတော့အမျိုးသမီးရဲ့အိမ်လိုတောင်မရတဲ့ပြဿနာကိုဖြေရှင်းပေးနိုင်ခဲ့ကြပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ရှင်။